ုဒေတာနဲ့ကိုတော့ယုံကြည်မှုပြီးပါရှိပါတယ်။ဘလို့ဆိုကျွန်တော်ဒီဒေတာအတွင်းကိုမင်းတက်မြို့ပေါ်ကလွဲလို့ကြီးရွာပေါင်း195ရွာလောက်ကိုကျွန်တော်တို့ဒီ၄နှစ်အတွင်းမှာတောက်လျှောက်ကင်တွဲလာတာပဲ။ဟိုမကင်တွဲနိုင်အနေနဲ့အားနေတဲ့ပိုင်းတွေပေါ့နော်။ချိတ်ဆက်မှုတွာလာမှုအားနေတဲ့ပိုင်းရှိတယ်။ဒါပေမဲ့ဒီ၄နှစ်အတွင်းမှာကျွန်တော်တို့ဒေတာအတွင်းမှာတရားဥပဒေစိုးမိုးမှုရှိအောင်အုပ်ချုပ်မှုလေးဟာနေနေမှာဖြစ်အောင်ပေါ့နော်။ဟိုပြည်သူတွေက ယုံကြည်ရတဲ့လာရောက်တိုင်တန်းနဲ့အားကိုးတဲ့တိုင်တန်းတစ်ခုတည်းဖြစ်အောင်တော့ကျွန်တော်တို့သွားလာလုပ်ကင်နေကြတာပဲဆိုတော့အခုဆိုရင်ဟိုဆက်ကဆက်တာတောက်လျှောက်ပုံမကျဲနေဘူးဆိုရင်ကျွန်တော်အနေနဲ့တကယ်ဇန်လေသွားလာစီပင်လေပတ်လုပ်ဆောင်အလုပ်တွေရှိမှတော်တော်ပုံကြီးရှိတယ်ကျွန်တော်လုပ်မှာပဲတတိကဲသတင်းထုတ်တကိုယ်တိုင်လာသွားလာမေးမြန်းကျွန်တော်တို့မအားနဲ့ချက်တယ်လည်းအများကြီးရှိတယ်အဲအားသာချက်တယ်လည်းအများကြီးရှိတယ်အဲ့ဒါတွေကိုလို့ ဟိုမမကန်ကန်ပွန့်ပွန့်လေးလေးပြောဆိုဆွေးနွေးပြီးမှအဲ့ဒါတွေကိုကျွန်တော်တို့ကကြော်လွှားနိုင်ဖို့ဖြည့်ရှင်းနိုင်ဖို့အတွက်အကူအညီတွေလည်းလိုတယ်ငွေကြေးကူညီနှီးပညာကူညီအကုန်လုံးအရင်းမြစ်ကူညီနဲ့တစ်ခါတခါကျွန်တော်တို့ဟိုအားနည်းချက်တွေဆိုတာဖြည့်ရှင်းဖို့ကြော်လွှားဖို့ပူကောင်းအောင်လုပ်ဖို့ပဲဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တို့အနေနဲ့တော့ကောင်းကန်တွေ့တယ်ကျွန်တော်တို့မှာက data တို့မှာအတိုက်ခံနေပါတယ်ညာတွေဖြစ်ခဲ့တာအကုန်လုံးကိုတောက်လျှောက်ဖြည့်ရှင်းခဲ့ရတယ်ပြောချင်တာကလက်နဲ့အကူဖြည့်ရှင်းခြင်းနဲ့ ဟိုဘယ်လိုပြောမလဲအဖွဲ့အစည်းပုံရိပ်ကိုကိုကျိုးအတွက်အသုံးချခြင်းနဲ့မထင်ရဆိုင်ခြင်းနဲ့ဆိုတာမျိုးတွေကိုကျွန်တော်တို့ကပုံကိုရေးရဖြည့်ရှင်းဆွေးနွေးညှိနှိုင်းလို့လို့မရတော့တဲ့အဆုံးကျွန်တော်တို့ဟိုစီကံရအပြအရေးယူရမယ်ပါမညာမယ်ဆိုတာမျိုးတွေတင်းမာမှုတွေအကုန်လုံးကြော်ဖြတ်ခဲ့ရတယ်ပေါ့လေ။အောက်ပြအောက်ရမှာအဲ့လိုမျိုးမကြော်ဖြတ်ရသေးဘူး။ပြဿနာရှိတယ်ဆိုအားလုံးတော့သိလာပြီ။ဒါမှမဟုတ်အကြောင်းမျိုးကျအဲ့ပြဿနာပါဆက်ကပြည့်ရုံနဲ့ပြောတယ်။အဲ့ဒီပြဿနာကိုပါဆက်ကပြည့်ရုံနဲ့တော့ပြဿနာပြည့်လေတော့မှမဟုတ်ဘူး။ လက်တွေ့ကြကြကန်ထွေဖြစ်ရှင်းဖို့ပိုင်းမှာကြတော့ဒူလုံတို့ငါလုံတို့ဟိုဝါလွတ်မှာတရားလွတ်မှာလို့ဖြစ်နေကြတယ်ပေါ့နော်အဲ့လိုမျိုးချက်တွေကိုကြည်ချင်းအဖြစ်တော့နိုင်ငံတကာတော့ယုံကြည်မှာမဟုတ်ဘူးဒီနိုင်ငံရေးမှာဖြတ်လတ်မရှိဘူးလို့ကျွန်တော်တို့ယုံကြည်တယ်ဂျီတူနီလက်နဲ့ပေါ့ကြီးပွားစီရဖြတ်လတ်မရှိဘူးဒါကစနစ်တကျအောက်ချန်တဖြည်းဖြည်းတိဆောက်လာတဲ့တော့တဖြည်းဖြည်းတစင်တစင်တိဆောက်လာမဲ့ဟိုဒီမဟာမိတ်ဒီနဲ့တကွယုံကြည်ကြည်တန်တန်ပြင်ပြင်လောက်လာမှာဟာပဲကျွန်တော်တို့ယုံကြည်တော့ပေါ့